ကျွန်တော်ကကျွန်တော်နိုင်ငံသားတွေကဟိုတိုင်းရင်းသားဘက်ခြမ်းကိုကျွန်တော်ပြောချင်တာဟိုတနေ့ညလည်းကျွန်တော်ပြောသွားတဲ့အချိန်မှာပါတယ်ဗျကျွန်တော်နိုင်ငံမအေးချမ်းတာကဟို perception ပေါ့ perception အမြင်တွေကမမှန်ဘူးအမြင်တွေမမှန်ဘူးနိုင်ငံတော်ကို focus လုပ်တဲ့အမြင်တွေမဟုတ်ဘူးကျွန်တော်မြန်မာနိုင်ငံမှာဟိုနိုင်ငံတိုင်းနိုင်ငံတိုင်းမှာ state building နဲ့ nation building ဆိုတာရှိရဗျာ เนาะ state building နဲ့ nation building ဆိုတာရှိတယ်အဲ့တော့တိုင်းသားလက်နက်ကိုင်တွေကြတော့သူတို့ပြည်နယ်ကိုသူတို့နိုင်ငံတစ်ခုတည်ဆောက်ရေးဆိုတဲ့သူတို့ပြည်နယ်သူတို့အုပ်ချုပ်ရေးဆိုတဲ့ state building ကိုတွားနေကြတာတမတော်အစိုးရကြတော့အဲ့လိုမှုဘူးဗျပြည်နယ်အားလုံးပါဝင်တဲ့အမျိုးသားနိုင်ငံကြီးတည်ဆောက်ဖို့ nation building ကိုတွားနေတာအားလုံးစုစုစည်းစည်းနဲ့ တိဆောက်မဲ့နိုင်ငံတော်ကြီး nation building ကိုတက်မတော်ကသွားနေတာတိုင်းသားလက်နက်ကန်ကြတော့အဲ့လိုမဟုတ် state building ကိုသွားနေတာသူအာဏာရရှိရေးသူတို့အာသူတို့ရဲ့ဘာဖြစ်လဲဟိုသူတို့ကိုပိုင်အချုပ်ချာအာဏာနဲ့ကိုပိုင်နိုင်ငံတိဆောက်ဖို့ဒီလိုသွားနေတာအဲ့ဒီမာရင်ကိုခြားနာနေတာတဗရာဒလန်တန်တလန်ဖြစ်နေတာအဲ့ဒါတွေလည်းကျွန်တော်တို့မြင်အောင်ကြည့်ရမယ်ဗျနော်အဲ့ဒါလေးလည်းကျွန်တော်တို့မြင် တိုင်းသားလက်နက်ကင်တွေကပြောမယ်ဆိုသူတို့က state validity ကိုသွားတာဖြစ်တဲ့ကဆိုတော့သူတို့နိုင်ဖို့ပဲလိုချင်တာနော်သူတို့နိုင်ပြီးရောတက်မတော့ရှုံးနိုင်ငံရှုံးသူတို့စိတ်မဝင်စားဘူးနော်အဲ့ဒါကိုကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲ theory လေးရှိတယ်ဗျ theory လေးရှိတယ် zero sum formula ဆိုတဲ့ theory လေးရှိတယ် မန်တလတီပေါ့စိတ်ပိုင်းဆိုင်ရာမန်တလတီ0ဇန်မန်တလတီပေါ့ကိုနိုင်သူဆုံးစဉ်းစားတဲ့အတွေ့အမြင်0ဇန်မန်တလတီတိုင်းသားဘက်ချမ်းကကိုနိုင်သူဆုံးကိုနိုင်သွားလို့ရှိရင်သူဆုံးသွားမယ်သူဆုံးသွားရင်ဘာဖြစ်မလဲရှုံးသွားတဲ့ဘက်ချမ်းကလူတက်တွေသိမယ်ခြေလက်တွေပြတ်မယ် ပစ္စည်းတွေပျက်စီးမယ်။ပိုဆိုးတာကဆုံးသုံးဆုံးရှုံးသွားတဲ့အတွက်ကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရမယ်။ဆုံးရှုံးသွားတဲ့ဘက်အချမ်းကပြန်လည်နလန်ထဖို့မှာနှစ်ပိုင်းပါတယ်ဗျ။ quantity ပိုင်း quality ပိုင်း quantity ဆိုတာကကျတို့ဆက်ဟိုစားဆက်ပစ္စည်းတွေအစာအုပ်တွေဒါတွေပြန်တည်ဆောက်ဖို့လေနလန်ပြန်ထဖို့လေစဉ်းစားရသလိုစိတ်ပိုင်းဆိုင်ရာတွေလည်းနလန်ပြန်ထဖို့စဉ်းစားရတယ်။အဲ့တော့တိုင်းသားဘက်ကစဉ်းစားတာက zero sum mentality ကိုစဉ်းစားတာငါတို့နိုင်ပြီးတော့သူတို့ရှုံးချင်ရရှုံးသူတို့ဖြစ်ချင်ရဖြစ်ဒီလိုစဉ်းစားတာငါတို့ခွတ်တတ်ဖို့ငါတို့နိုင်ငံရေးဆောက်ဖို့ပဲစဉ်းစားတာဒါပေမဲ့တမ်ဘရော့ဘက်ကကျတော့အဲ့လိုမဟုတ်ဘူးဗျတမ်ဘရော့ကသူက nation building ကိုသွားတာ nation building ကိုသွားတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့အကုန်လုံးပါပြီးတော့စူးစူးစီ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 းလုံးလုံးနဲ့ သူလည်းမရှုံးကိုလည်းမရှုံးစနစ်ဘီယွန်းစဉ်းစားတာဇီရိုဆမ်မန်တလတီကိုဘီယွန်းကြော်လွန်ပြီးတော့စဉ်းစားတာသူလည်းမရှုံးကိုလည်းမရှုံးအားလုံးစည်းစည်းညုံလုံးနဲ့သွားမယ်အမျိုးသားတိုင်းငယ်တော်ကြီးစီကိုဆိုပြီးစဉ်းစားတာတကယ်လို့လားတဖက်ဘက်ကရှုံးသွားရင်ခမရအကုန်လုံးနန္ဒထဘုံမလွဲဘူးဆိုအခုဘက်ခမရမျိုးတွေကြည့်ဆုံရှုံးသွားတဲ့မျိုးတွေကြည့်မလာရှိုးတို့ဘာလို့ဆိုတတ်မတော်ကောင်းလို့ချက်ချင်းနန္လန်ပြန်ထတာ နော်တမရောကောင်းလို့တိမ်းပြီးတာနဲ့ချက်ချင်းဝင်တော့ဝင်တာကာကာအစီရာနဲ့ချီဝင်ပြီးတော့စံနေကစံနေစီတွေသမေးပကံတွေအိုးခွက်တွေအကုန်လုံးယူပြီးချက်ချင်းဝင်တာတလတွေစားတဲ့စားသိမ်းကြောင်းတွေပြပြန်တိဆောက်ပြီးတော့သွားတာအဲ့တော့တမရောကောင်းလို့ချက်ချင်းနလန်ထတာတမရောသာမကောင်းကြည့်အဲ့ဒီလိုမျိုးတမျိုးနလန်ထဖို့ဆိုတာလွယ်မလားဘယ်လွယ်လိမ့်မလဲဟွန်း ဲ့တော့တမတော်ကစဉ်းစားတာကဘီယွန်း07 mentality ကိုစဉ်းစားတာတိုင်းသားဘက်ကျတော့07 mentality ကိုစဉ်းစားတာဖြစ်တဲ့အခါကျတော့အရန်ခြားနာတယ်အဲ့မှာ conflict ဖြစ်နေတာအဲ့ဒါတွေကိုကျွန်တော်တို့ကမြင်အောင်ကြည့်ပြီးတော့နိုင်ငံအရေးတစ်ခုကိုတွားနိုင်ဖို့ကြိုးစားရမှာဒါကြောင့်မလို့15ရက်နေ့က NCA ပွဲလုပ်တယ်16ရက်ခုမှာငញ្ញန်ရေးဖိုရမ်ထပ်လုပ်တယ်အဲ့ဒါသတင်းတွေကြည့်ပါသူတို့ဘာတွေပြောသလဲဘာတွေလုပ်သလဲ ဝါကဘာတွေပြောလဲတခြားသောသူတွေကဘာတွေပြောလဲတည်င်းနေကြည်ပါလို့ပဲကျွန်တော်ကတော့မြတ်တာရက်ခံခြင်းပါ